အနေစားရွှေလေးဆူရှင်ဖြစ်တဲ့ရာယာကိုစာချုပ်တွေချုပ်တော့မယ်စီမံကြီးအားလုံးပဲမင်္ဂလာပါစီမံကြီးတို့က2023ခုနှစ်မှာပြားသိန်းကဂုဒမာ TV ရာယာကိုအမှားနဲ့ခေါ်ယူခဲ့ပါတယ်အစောပိုင်းမှာရာယာနဲ့ Ram Steel တို့ကိုဂုဒမာနေရာအတိုင်းထားမယ်လို့ထင်နေပေမဲ့တကယ်တမ်းမှာတော့ရာယာကပဲအကြီးစားဖြစ်လာခဲ့ပါတယ်ရာယာစီမံကြီးတို့အတင်းကိုရောက်ခါစားမှပြင်လက်ဆောင်ကောင်းနေတာတာနိုင်နေပြီးတော့ပထမရာသီမှာနေရွှေလေးဆူဆူပြန်နိုင်နေပါတယ်စီမံကြီးတို့ရာယာဒီကုန်တဲ့အချိန်မှာတော့ရာယာကိုအပိတ်သက်ခေါ်ယူနေပါတယ်ရာယာစီမံကြီးတို့စီကိုစားရောက်ကြတဲ့ကအတိအကျဆုံးလက်ဆောင်တွေကိုထိန်းသိမ်းထားနိုင်ခဲ့ပြီးတော့ပြီးခဲ့တဲ့ရာသီမှာ လည်းရွှေလေးစုကိုနှစ်နှစ်ဆက်စုနိုင်ခဲ့ပါတယ်။ဒါပေမဲ့ပြီးခဲ့တဲ့ရာသီမှာတော့ရွှေလေးစုကိုတူးတည်းရခဲ့တာမဟုတ်ပဲနဲ့ Forest ကိုတမ10နဲ့အတူတူးတည်းရရှိခဲ့တာဖြစ်ပါတယ်။ရာသီမှာဆိုရင်လည်းရာသီအစပဲရှိသေးပြီးနဲ့ရွှေလေးစုကိုထပ်ရဖို့အတွက်ရေပန်းအစားဆုံးဖြစ်နေပါပြီ။ပြည်မြလီပွဲစဉ်ခုနှစ်ပွဲကစားပြီးချိန်မှာအေးကိုခွင့်မပြုထားရသေးတာလေးပွဲအထိကိုရှိလာခဲ့ပါတယ်။ရာသီမှာကလင်းရှိ9ပွဲအထိရရှိထားတဲ့နှစ်ပုတ်ရဲ့နောက်ကိုရောက်ရှိနေခဲ့ပေမဲ့ဘာသာကတော့ရွှေလေးစုကိုစိန်ခေါ်နိုင်စွမ်းရှိနေတယ်လို့ပြောလို့ရပါတယ်။ဒံပလာမှာဆိုရင်နှစ်ပွဲစလုံးပေးဖို့မရအောင်ဆန်းစား ထားနိုင်နေတာပါလက်ရှိလက်စွမ်းဒီကြားစီမံကြီးတို့လည်း Royal ကိုလက်မလွတ်ရရေးအတွက်ဆက်လက်တချုပ်ဖို့လုံဆောင်လာခဲ့ပါတယ်စီမံကြီးတို့အနေနဲ့ Saliba ကိုဆက်လက်တချုပ်ပြီးတဲ့နောက်မှာတော့အဓိကကစားသမားတအူးကိုဆက်လက်တချုပ်နိုင်မှာဖြစ်ပါတယ် ။ဒီနေ့ရာတော့စီမံကြီးနဲ့ဒေဗစ်ရာယာတို့ကဆက်လုပ်တဲ့ချုပ်ဖို့အတွက်သဘောတူညီမှုရရှိရမယ်လို့ကြေညာပါတယ်။ရာယာစီမံကြီးတို့စီမံဒေဗစ်လုတ်ကပေါင်တသိန်းတိရရှိနေပြီးတော့2028ခုနှစ်ထိဆက်လုပ်ချုပ်ဆိုထားခဲ့တာပါ။ဆက်လုပ်တက်တန်းကရခိုင်နဲ့သိမကွာဘူးဆိုပေမဲ့ဆက်လုပ်တက်မှာတော့ရာယာအနေနဲ့လဆာကိုတောင်းလို့ရတော့မှာဖြစ်ပါတယ်။စီမံကြီးတို့အနေနဲ့ကတော့သူတို့တို့အားထားရဲကိုသူမကိုလက်မလွတ်ရရေးအတွက်လဆာကိုတူပီပြီးဆွဲဆောင်လာခဲ့ပါတယ်။အရှိမဆိုရင်တော့ရာယာကအသက်30လေးကိုရောက်လာခဲ့ပါပြီ။ဘုဒ္ဓမတရားအတွက်အကောင်းဆုံးရမှာရှိနေသေးတယ်လို့ပြောလို့ရပါမယ်။နောက်ပိုင်းအသက်အရွယ်အရာ လက်ဆောင်ပိုင်းကျဆင်းလာတာမျိုးတွေတော့ရှိလာနိုင်ပါတယ်။အားလုံးစင်မြန်ယူပါဘိုင်ယာကိုနှစ်ချေစာချုပ်မချုပ်တော့ပဲနဲ့2028ခုနှစ်အထိတုံးနဲ့တတန်းရှိတဲ့စာချုပ်ကိုပဲထုတ်ဆိုခဲ့တာဖြစ်ပါတယ်။ဒါမှမဟုတ်သူတို့ရဲ့အဓိကကစားသမားတွေကိုလက်မလွတ်ရရတဲ့အလေးပေးလှုပ်ဆောင်လာခဲ့တာကိုလည်းတွေ့ရပါတယ်။ဘိုင်ယာကိုဖတ်တဲ့တန်းတိုးပြီးသွားရင်တခြားကစားသမားတွေကိုလည်းစာချုပ်တွေအတွက်အနည်းငယ်ဆွေးနွေးလာနိုင်ပါတယ်။အင်ပါတို့စာကားတို့ကိုလည်းစာချုပ်ချုပ်ဆိုလာမှုရှိနေတယ်လို့သိရပါတယ်။ဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။